အော်ပရာဒရမာကိုအားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်ဆရာဆွေမြဒနုဖြူရေးသားထားတဲ့ကျွန်ုပ်နဲ့နွေအပူလှိုင်းဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှမို့နားဆင်ပေးပါအောင်နော်။ယခုနဲ့အပူရှိန်ကပြင်းပါတယ်။ရွာလေလမ်းမှ၆တွင်နေတယ်။တကူးကကဆုံဆွိတ်ဆွိတ်ခုံဆိုတဲ့ဆိုယိုးစကားတိုင်းနွေတရုတ်ကိုအပေးပြန်ဖော်ကျူးနေပါတယ်။တနေ့ထက်တနေ့အပူရှိန်ကပိုပြင်းလာတယ်။အပူရှိန်ကိုလူတွေကြောကောင်ခတ်ရတယ်။ နောက်နေ့ဆိုရင်ဓာတ်ထပ်ပို့ဖို့မလားဓာတ်ထပ်ပို့ပွင့်တေးဖို့ပဲရှိရတယ်ဘလောက်ပူတယ်လဲဆိုရင်တီဗီတို့ကပင်ကြော်ညာယူရတဲ့အထိဖြစ်တယ်အပူရန်ကာကွယ်ရဲ့နှိုးစော်ချက်တွေလည်းထုတ်ပေးတယ်သတင်းစာတွေကဟာကိုဖတ်နော်တီဗီထဲမှာလည်းပါတယ်ဟာကျွန်ုပ်တို့ဟာရွာကိုရက်ချရောက်လာတတ်တဲ့သတင်းစာများမှ၎င်းတီဗီမှပြတဲ့ပညာပေးကြော်ညာများမှ၎င်းနီးနာယူကကျုံတိုင်းရွာကလေးမှာကြိုးတင်ကာကွယ်မှုပြုရတယ်စတူရီတိတ်ပူတယ်ဗျာ လူတွေအန္တရာယ်ရှိတယ်ရေချိုးမာတာတော့ဘာလို့မဖြစ်ဖို့လိုတယ်ဒီသတင်းစာတွေကနှိုးစော်ချက်ကတိုင်းကျုပ်တို့လည်းကာကွယ်လုံးမရမယ်ပြုတ်ဒီလိုနဲ့ကျွန်တို့လည်းရွာရိုးကိုပေါက်ရှောက်ခဲ့တယ်တတိပေးနှိုးစော်ချက်နဲ့မညီသူများကို ချော့တခါ၆တန်းလောက်ရပါတယ်ဟာနေဘူးကျဲတဲ့ကြီးအရင်ငွေခင်အဆောင်မပါနဲ့ဒါကဘယ်တော့အရင်ငွေခင်ကချွေးစင်းများပြန်နေတယ်တမိနေမကောင်းလို့သွားခြင်းမလို့ အာဒါတော့နေပူနေဥစ္စာကိုတော်ကြသမီးတွေမကအမေပါအပူရှက်ပြီးတော့ဖျားတော့မယ်ပြန်ပြန်တော့နေအေးမသွားဟမ်နေအေးမဆိုမအားဘူးအားလုံးထွက်ခဲ့ရတာဟာအခုလိုနေပူချိန်ပြင်းရင်ရွာထဲလမ်းမထွက်ရအောင်ဗျာတကြီးအမိတ်ထုတ်ထားတယ်မပြန်အေးရอยู่မှာပဲဟမ်ဟုတ်လားဟုတ်ပါဟုတ်ပါဒုံငွေခင်းကတကြီးအမိတ်ဆိုလို့ပြန်လှည့်သွားတယ်ဟေးဟေးလို့စမ်းမြင့်နေတလောက်ကြီးကျဲတောက်ပူနေရအောင်ဖဲလေဟင်းဆက်တော့ကျုပ်လားကျုပ်လည်းဘယ်သွားနေရလဲဆိုတော့စဉ်းစားနေရ အာနေတလောက်ပူနေဟာဒီရက်သမားလေတမောက်ပြန်ဆန်းပြန်မပြန်ထိတ်တုံးနေမိမှာနော်ဟမ်တကြည်အရက်သမားစမ်းမြင့်ကလည်းထိတ်တုံးဆိုလို့ပြူးပြူးပြပြအဖြစ်ကနေရအိမ်ကိုဝင်သွားတယ်ရွှေတစင်ချောင်းဆံမှာကဘိုက်ကလေးစောတမောင်နဲ့ခိုင်မြင့်မောင်ပန်သူစတဲ့ကြုံတိုင်းရွာလူငယ်များကစောင့်ဆိုင်နေကြတယ်ပူတယ်ရေချိုးမယ်ဟမ်အဖရှင်မချိုးရဘူးဟေးဘာဖြစ်လို့လဲကွာဒီချိန်ရေချိုးရင်အပူရှက်မယ်အစင်မတင်တိမ်မယ်ဟာ ငါဘာတန်ငါရေးချိုးတာတေးလဲမင်းဘူးပါလားပါတယ်ဟင်ဘာပါတလဲกว่าဟိမတေးတဲ့နာမတေးအောင်ပေါ့အဖရဲ့အောင်မမင်းကငါ့ကိုဆီရလုံမယ်ပေါ့လေနေပူရင်ရေးစင်းစိန်နေချကွာကြောက်တိုးတယ်အသက်80ကျော်ပြီတောင်းတောင်းမီကျမ်းမာတော့ဘိုက်ကလေးနဲ့အဖကြောက်တိုးတို့ အခြေတင်ဖြစ်နေရကျွန်တို့ကကြားဝင်ဖြန့်ပြေးပြရတယ်အဖနေအေးမှာရေးချိုးနော်နော်အခုဟာကအပူချိန်ပြင်းလို့လို့ကွာစားကြည့်ပဲအပူချိန်ပြင်းလို့ချိုးတာပေါ့ကွာ နေအေးသွားရင်ဘလို့ချိုးတော့မှလဲအပားကြောက်တို့ကိုမနေဖြောင်းဖြာပြီးပြန်ပို့ရတယ်သူကမကြည်မချမ်းနဲ့ပြန်သွားတယ်အသက်90ရှိပြီကြုံကြုံမှုပါဘူးဒီလိုနဲ့ကလေးလူကြီးရွှေတစင်ချောင်းနဲ့ဆင်းလာသူမှန်သမျှချော့တန်ချော့၆တန်၆တားမြင်ရတယ်ရှင်တော့လက်မပါနဲ့မလွယ်ပါလားလူတွေလူတွေဒင်းတို့အေးမှဆိုးလို့ကြက်မက်ရတာအကောင်းမထင်ကြဘူးမျိုးရက်ကစိုက်ကဲစီးရဲ့လူတွေလူပေါ့တကြီးရဲ့အုတ်ထုတ်ဆောင်မှုစီကန်းထုတ်ထားပြီးမဲ့မဆောင်ကြဘူးတင်ရင်သူတို့ပဲလေဗျာ ဒီလိုနဲ့ညနေဆောင်ကြမှာရွှေတစင်ချောင်းနာမှာကျွန်တို့တို့ခွာရတယ်။ညနေဆောင်မှာအပူချိန်ချဆင်းသွားတယ်။ကျွန်တို့တို့လည်းလူစုခွဲပြီးအိမ်ပြန်ကြတယ်။ပင်မန်းနဲ့နေပူကြီးတဲ့ဟိုပြေးတီပြေးဟိုပြောတီပြောမောတယ်။လွမ်းလျာစွာနဲ့အိမ်ပေါ်တက်ပတိမြင်ကပတ်လက်ကလေးမအူးကရက်ခတ်ပေးနေရှာတယ်။ဟင်မြင့်မြင့်ဘာဖြစ်လို့လဲယင်။မောအမောဖောက်ပတိမြင်ကရင်းဆုံကဖားဖို့ပမာ နေကင်းကပူတယ်မနေနိုင်ဘူးဆိုပြီးတော့ရေစင်းချိုးတာအကြကြီးပဲဦးလေးတို့ရဲ့ ဟိနေခင်ရေမချိုးရအောင်ဆိုတာမင်းမသိဘူးလားရှင်ကားမှမပြောတာဘေးသိပါမလဲအာမဖြစ်ပါဘူးဆရာသွားပင်အောင်ပါပါလားကျွန်တော်လည်းကျမ်းမာရေမှုလေးကိုနေမျိုးရဲ့ခြေလက်ဆေးပေးကံအပြေးကလေးလှမ်းရတယ်လူများတွေအသက်မသေးရအောင်တနေ့ကုန်လိုက်လံစောဩနေရအင်းကမိမောသတိမိသွားတယ်ဖယားဖယားမသိမြင်ဘာမှဖြစ်ပါစေနဲ့ဟိုက်ဒီနေ့ကံမကောင်းပါလားဒီနေ့မှာတော့ရက်ွက်လုံးချုံရဲ့အတွက်အဲစင်းလာရောက်တိုင်ကြားကြခြင်းဖြစ်ပါတယ် ဇပွဲတလုံးရဲ့တစ်ဖက်တစ်ချက်မှာခုံတန်းလျားရှိနှလုံးချထားတယ်။တလုံးမှာအေးစင်းတိုင်မဲ့သူများသုံးလျောက်ထိုင်နေကြပြီးကြံတစ်ဖက်မှာတော့တကြီးပါစီတဦးသေးပင်ကျွန်ုပ်ရဲ့ရှေ့မှာလူပြိုကြီးစောတမောင်ကျွန်ုပ်လည်းဒင်းအနီမှာဝင်ထိုင်နေ။အော်စစ်တို့ပါလားအေးစင်းလာတိုင်းတာလား။ဟုတ်တယ်ဟုတ်တယ်။နှုတ်မောင်ရင်ကရောအမေဆွေမျိုးတွေရောက်လာလို့ပါဆရာတို့ရဲ့။တကြီးပါစီကတကုတ်ကုံနဲ့ရေးချွနေတယ်။စောတမောင်လည်းရောက်လာပြီ။နမေပြောစောကြီးဟိုဒေါ်မိညက် အသက်က60အဖေနာမည်ဦးခိန်လာရောက်တဲ့အရက်မုတ်တမဟင်မှုမှုမှုတတိပါစီကတော်တော်လတ်လတ်မေးရင်းနေရမှာမုတ်တမဆိုတဲ့နေရာမှာ တုံဆိုင်သွားတယ်စက်မရည်သေးဘူးလက်ဆွဲအောင်လင်းတမီးကအတော်လေးလင်းအားကောင်းနေမိရင်ကိုပတ်လေလှဲ့လျက်ပြန်တန်းနေတဲ့ဗလံကောင်များကတဝေဝေမြည်တမ်းပေးလျက်တက္ကိုင်းတစ်ခုရဲ့မိအိမ်ပေးနာမှာချထားတယ်ပိုးဖလံကောင်များကတိရွတ်များမှာနားနေကြတယ်အဲစင်းတိုင်းမဲ့သူများ၃လျောက် ထက်ရောက်လာလို့ကျွန်ုပ်နောက်မှာရက်နေတယ်။တကြီးပါစီနဲ့စောတမကငိမ့်ချက်သားကောင်းနေရော်တယ်။ကျွန်ုပ်လည်းစောကြီးကိုကြည့်ရာစောကြီးကမလုံးမချောင်ငိမ့်လို့အလေတကြီးပါစီကိုလှမ်းကြည့်တော့တကြီးပါစီကစောစောကအကောင်အခုတော့ဈေးကင်းများချွေးများကြကစာရွက်ကိုစိုက်ကြည့်နေကြအောင်တွေ့ရတယ်။အလိုရာသီဥတုဖောက်ပြန်ပါကလည်းလူအလုံးကချွေးတန်ရရခန့်စားကြမယ်။ဘယ်နဲ့တကြီးပါစီတူဦးတည်းမှချွေးတလောက်ပြန်နေရပါတလဲ။သူကြည့်တော့နေရာမှာလဲဘာမှမရှိစာရွက် ပြီးတော့ဆောင်ရွက်ပေါ်ကဘောပင်ကင်ထားတဲ့သူ့ရဲ့လက်ဒါပဲအခြားနေဟေတခုတော့ရှိရဲ့သူကင်ထားတဲ့ဘောပင်ကတစက်ဆက်တုံးရင်နေတယ်ဘောပွင့်ကရှေ့ဆက်မတူတဏီယာထဲမှာပြိဖန်းနေတယ်ပြိစလုံးမှာတော့ကျွန်တော်ကုန်းခဲ့ကြည့်လိုက်ရှာအလိုမူတလုံးနဲ့ဟိုပဲခါခါရေးချွန်နေပါရောလားတကြီးပါစီတကြီးကတကြီးရွယ်အုံမို့လေးတဲ့နှုံးတန်ခံနေရပြီလားမဆိုသားလို့စိုးရင်စိမ့်နဲ့တကြီးမျက်နာကိုစိုက်ကြည့်ရာဒင်းရဲ့မျက်နာကချွေးသီးစင်းကင်းများကြာနေအောင်မှတပါ ်တခြားဝေဒနာမတွေ့ရအောင်ထိုစဉ်တကြီးရစောတင်မောင်ပြီးမှလူကိုစကနေကြီးရကျွန်ုပ်ကိုတွေ့တော့သားကိုတွေ့တဲ့ကြီးပမာလွန်စွာမှအာရဝမ်းမြောက်သွားပြီဟာဆရာတို့ရေပြောပြောခမားဧည့်တင်နေမယ်စောကြီးမင်းခဏလေးစောင့်အောင်ကွာဗျာစောကြီးကသူ့ဧည့်စဉ်ရေးလက်စမှာကျွန်ုပ်ကိုဦးစားပေးကြောချလိုက်တဲ့အတွက်မကြည့်နဲ့ရှာအောင်ဒါပေမဲ့မပြောရဲလို့ကြည်သားနေရှာတယ်တကြီးပါစီလဲ မှုရေးလက်စာမှာစောတမောင်ရဲ့အဲစင်းစာရွက်ကိုပေးချကစာရွက်တက်မှာရေးရန်ချွေးများတုတ်ကမေးပြန်ပါတယ်။ဟုတ်ပြီအသက်50အဖေနာမည်ဦးတန်းနေရက်လက်ပွတ်တာဟင်လက်လက်လက်တကြီးပါစရာကြောချုံမှုမှုရေးနေရမှာဘာဖောက်ပြန်သွားလဲမသိဘူး။ဘောပင်ကိုပစ်ချတယ်။စပွဲကိုထုတယ်။ဟဲ့လူတွေတော်တော်အဲစင်းမတိုင်ကြနေတော့ကျွန်တော်တို့အဲစင်းတိုင်မဲ့သူများရဲ့အမေရိကန်ကကြုံတိုင်းတရွာလုံးကြားနိုင်လောက်ပါတော့တယ်။ တကြီးတော်တော်တီလိုရွာသားတချို့ကလည်းပြန်ပြေးရင်ခြေလန်းပြင်ကြတယ်။ကျွန်ုပ်သားရဲကိုပြီးတော့တကြီးဘာဖြစ်လို့လဲဗျ။ဘာများအမလုံးမိကြလို့လဲ။ဟင်ဘာများလုံးမိလို့လဲဟုတ်လား။မင်းတို့လာဆန်းတာကိုငါမသိဦးမှလို့လား။အေးစောကြီးမင်းမျိုးတွေမုတ်တမကဘလို့စလုံးပေါက်ရမလဲချွေးပြန်တော့ဇက်တုတ်ကိုတွေ့တော့ဝမ်းသာသူ့ရဲ့အဲဇရင်ရင်ရင်မင်းမုတ်တမကိုဘလို့စလုံးပေါက်ရမလဲစဉ်းစားချိန်လေးရမလားမှတ်တယ်။ဟွန်းပိုးစိုးသေးလက်ပွတ်တာတွေတော်ပြီးတော့ပဲအေးစင်းမတိုင်နေတော့ရုံးပိတ်တယ်။ ဒါတော့တကြီးပါစီအောင်မြင်သောဩဇာတန်ကြီးကိုကြားပြောင်ကြားလိုက်ရသေးရဲ့ဟိတ်ကောင်းနေနောက်ကိုကျုံတိုင်းရွာကိုပတ်စင်စလုံးပါတဲ့မြို့နမေကလူတွေလာရင်အင်စရင်လာမတိုင်ကြနဲ့တကြီးပါစီရဲ့စကားအဆုံးဘုရားဘလို့ဩလိုက်တယ်လည်းမသိတဲ့ခိုင်ပုံယုံပိတ်ချင်ဩတန်နဲ့ဩလိုက်ရာကျွန်ုပ်တို့လည်းအမှုပတ်မှာစိုးရင်ကတုတ်ချေတင်ကြရတယ်။ငါတီးမခံဘူးပတ်စင်မျိုးကလူတွေကိုအင်စရင်ကင်းလွတ်ခွင့်ပြုတယ်ငါရွာမှာဟွန်းတက်တက်လူကိုတိတ်ခါလာချတဲ့ကောင်းနေအစကရေးတက်တယ်အခုအသက်ထောက်တော့မိကုံနာကွာ ကျွန်တို့တို့လည်းတကြီးတော်တော်ကြောက်လို့တုတ်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 နဲ့အိမ်ပြန်ကြရတယ်။ထူးဆန်းမှပဲတကြီးပါစေ။ဒီနေ့ကံမကောင်းပါလား။တနေ့မှာတော့ကျွန်တော်တွေ့ပြီးတပည့်ကျော်ဘိုက်ကလေးနဲ့မသိမြင်တို့ကတမင်းစားနေကြရာမသိမြင်ရဲ့ဟင်းအဆက်ဟတ်တဲမှုကြောင့်လားစားလောင်နေလို့လားမသိဘူး။ခေါင်းမဖော်နိုင်အောင်တမင်းစားမြင်ကြရတယ်။အင်ရှင်တို့အလူခံပါရရှင်။အရေးကောင်းဒိန်းတော်ဖြတ်သမင်းလိုပါစတဲ့တွင်းအံ့မှုမှုအင်းရှေးမှာအော်တန်ကြောင့်အရာတာပြတ်သွားတယ်စိတ်ထဲမှာလည်းဒေါသထောင်းကနေထွက်သွားရတယ် မသိမြင်လဲချမ်းဝထွက်သွားတယ်။ကျွန်တော်လည်းသမင်းစားရတာစိတ်မဖြောင်းတော့ဘူး။စောစောကဟင်းအရတာကဘေးစိရောက်သွားမှမသိတော့သမင်းမမြင်တော့ပါဘူး။ခဏကြာမသိမြင်ပြန်ရောက်လာတယ်။ခြေဆောင်လာပြီးတော့ဟွန်းအလူခံတွေအလူခံတွေအင်းရှင်အားလားမအားလားမသိဘူး။အတင်းကရောဝင်ပြီးတော့အလူခံနေကြတာပဲ။သူတို့အပြောအခုပဲနိဗ္ဗာန်ရောက်တော့မလို့လို့တက်တက်လုံးမကောင်းတာလုပ်ခဲ့တဲ့မြတ်အခုတက္ကလူလိုက်ရင်ပဲအပေမလားတော့မယ်ပုံလို့လို့ မသိမြင်ကထမင်းဝိုင်းမှာစောင်းစောင်းအောင်းနဲ့ထိုင်ပြီးထမင်းလုတ်ကိုပစက်ထဲကိုပြစ်ထည့်လိုက်တယ်။ကျွန်ုပ်ကမစားနိုင်တော့ဘူး။စောစောကမြင်းရည်ရှက်ရည်စားခဲ့တဲ့ထမင်းဝိုင်းကလေးကိုသာလွှမ်းမိတယ်။အော်အလူခံတွေ။ရင်းအလူခံတွေကရေရရကိုဘလောက်ရောက်တယ်လဲတော့မသိဘူး။ဝင်းဆောင်စရိတ်ကထောင်းလာပေးတယ်။ရှားကင်နှုံးနေရတယ်ရှင်။ကုတူလဲရှားဝမ်းလဲဝပေါ်တော့။ဟုတ်ပါ။သူတို့ကရောအလူသာလိုက်ခံနေကြ။သူတို့ကိုယ်တိုင်ဘယ်နဲ့ပြားလို့တယ်လဲမသိ။သူတို့ကလှူအားအလူလေ။တချို့ကလည်းစစ်မှန်ပါတယ်ဗျ။ တချို့ကြတော့လေအလူခံဘန်းပြလုံစားနေရဟုတ်ပါလူအမျိုးမျိုးပေါ့ကွာကျွန်တော်လည်းမသိမြင်ပေးတဲ့ဖြက်ပိုင်းကိုစစ်ဆေးကြည့်တယ်ရန်ကုန်မြို့နယ်ကဘုံကြီးကျောင်းဖြက်ပိုင်းတစ်ခုခုနှစ်ကလည်း1998ခုနှစ်ဖြစ်နေတယ်မနစ်ကဖြက်ပိုင်းစောင့်ကြည့်သိမသိင်ကားချင်မှုဘုံကြီးကျောင်းလေးစာကိုလည်းဘောပင်နဲ့စာပေါ်ကအုပ်ရေးထားတယ်ကွာဟုတ်ပါဥတ္တပေနာမည်ကိုဘုံကြီးကျောင်းလေးစာပေါ်ကနေထပ်ရေးထားတယ်အောက်ကစာကိုဖတ်မရအောင်ကျွန်တော်တော့သိမသိင်ကားချင်တော့ဘူးဒါအလူခံအစ်စ်တွေမှာ ဟုတ်ရလားမသိဘူးလူလိမ်တွေဖြစ်ပုံများတယ်တကြီးပါစီကိုသွားပြောမှဒီလိုနဲ့ကျွန်တော်လည်းတကြီးပါစီအိမ်ဘက်ကိုထွက်ခဲ့တယ်ဟင်ဆက်တော့ဘာကိစ္စလဲပြောရေးကြီးတုတ်ပြနဲ့ကျွန်ုပ်ကကြိုးကြောင်ရှင်းပြရာတကြီးပါစီကလည်းချိန်မဆိုင်ပဲချက်ချင်းထလိုက်ခဲ့ပါတော့တယ်လာပြို့အလူခံတွေကမတွေ့တော့ဘူးဟေးကိုရင်ဖို့ကအလူခံတွေမတွေ့လာဘူးလားဟာတွေ့လိုက်သားဗျလဲတစီငါပြီအပြင်းမောင်းထွက်သွားတာတွေ့လိုက်တယ်ဟာအဲ့ဒါအလူခံလူလိမ်တွေဖြစ်နေမယ်ဗျာ ဟဲ့တော့ကျုပ်ကဘာသာရေးဆိုလို့ငွေ90လူလိုက်တာဟာကျမကလည်း30လူကျုပ်က15ချက်ကျမက20အဖကမရှိမရှိမဲ့စုထားတဲ့ငွေအစိတ်တရာပေါက်လို့ကျွန်ုပ်တို့ကြုံတိုင်းရွာဒီတခါခံလိုက်ရတယ်ဥတ်တပီနဲ့ဗျာဒီအလူခံလူတွေကိုမတင်ခိုင်းဘာကြောင့်ကျုပ်ကိုအရင်လာပြောရတာလဲအရင်ဖမ်းထားလိုက်ပါလားဩတကြီးကိုတိုင်ပင်ပင်တိုင်ပင်မနေနဲ့နောက်တခါအလူခံအခွဲတွေလာလို့မတင်ခိုင်းဖမ်းတာဆွဲခေါ်ခဲ့ကျုပ်ကြည့်ရှင်းမထားပဲခမရလေး ရွာလူကြီးလုံနေပြီးအာဘာနှုံမဗျာဟိုကမြို့သားလူလေရွေးဗျာအိုင်ကျုပ်တို့ခိုင်းရမှာပဲတကြီးပါစီကဒေါနဲ့မောနဲ့ထွက်ခွာသွားတယ်တဖန်အလူခံပါရီပြို့ဟိုက်လာပြန်ပါဟဒီတကမလွတ်စိမ့်နဲ့ဟဲ့မသိမြင်ကငွေငါးချက်သွားထည့်တယ်ဒင်းတို့ကဖြတ်ပိုင်းရေးပေးတယ်ဒင်းတို့စုစုပေါင်း၃ဦးတအူးကဖလားကင်ထားတယ်တအူးကဖြတ်ပိုင်းဆောင်နဲ့တအူးကတော့စံလူရင်လေးထည့်ရန်အဝိအိတ်တစ်ခုလွှဲထားတယ်ငွေရရင်ရမရရင်စံလူခံမဲ့ပုံစံကျွန်တော်မယုံချင်း ီလိုနဲ့အာမနာနိုင်တော့ကျွန်ုပ်ကိုတချက်အာနာပါကကြုံတိုင်းတရွာလုံးဝင်းအလူခံသွားပြီတော့မယ်ကျွန်ုပ်မဖမ်းပါကတကြီးဆိုတော့မယ်ဥပဒေရုပ်တရားလည်းမသားမနာခံ냐မှုကလည်းမရှိမဲတဲ့ပိန်နေလှီတဲ့သွားခေါ်မျက်လုံးပြူးနှာခေါင်းနဲ့အယုတ်ဆိုးတဲ့အဝတ်စားတွေကလည်းညစ်ထစ်ထစ်ခင်ဗျားတို့ဖြတ်ပိုင်းပြပါဖြတ်ပိုင်းစာကိုအသာတကြီးပေးတယ်အလေညိုင်းတာမျိုးကဘုံကြီးချောင်းဆိုပါလားဒါဆိုရင်ကြုံတိုင်းနဲ့အနီးလေးပဲအနီးကလာလိမ့်ပြီထင်တယ်တွတ်ပြီးတော့ဒါမျိုးစမ်းလို့မရ gain ခင်များတို့အေးအေးဆေးဆေးလိုက်ခင်တော့ကျွန်ုပ်ကရှေ့မှာဦးဆောင်ခေါ်ခဲ့တယ်။ထိုသုံးကလိုက်လာတယ်။သူတို့နောက်ဘိုက်ကလေးကထွက်ပြေးရင်ဖမ်းရအောင်လိုက်လာပါတော့တယ်။မသိမြင်လဲပါတယ်။ဘိုက်ကလေးတတိရှိပါစေနော်။စိတ်ချပါဆရာတို့ရဲ့။တားကောင်တွေနဲ့ရင်ဆိုင်နေရဲ့ဘိုက်ကလေးပါဗျ။လှင်ပြီးသားအပြောရတော့ချောတကြီးချန်ဝိုင်းနေကိုဝင်ခဲ့ကြတယ်။တကြီးတကြီးမိလာပြီပြို့။ဟင်ဘာမိရလဲဟာ။တကြီးကအိမ်ပေါ်မှာကမန်းကတန်းဆင်းလာတယ်။ဟာစီသူစိုးတို့တန်ချောင်းတို့ကိုကိန်တို့ပါလားဟာ။ နင်တို့အလူခန္ဓာမြန်လာကြည်လားအိမ်မစိတ်ရလားဟင်ဟင်သုံးလေးအိမ်ပဲဝင်ရသေးတယ်ဒီဦးလေးကြီးအိမ်ဝင်တော့ကျုပ်တို့ကိုလာလိုက်ခဲ့ဆိုလို့အလူခန္ဓာပေးဖို့ခေါ်လာတာထင်ပြီးလိုက်လာတာဒါနဲ့ဦးလေးဦးလေးအလူခန္ဓာပေးမှဒီတကြီးပါစီအိမ်လား तू ကစောစောကကျုပ်တို့နဲ့တွေ့ပြီးဝေးထည့်ပြီပြဗျဟမ်ဒါဆိုတကြီးလည်းအလိန်ခံလိုက်ရပြီပေါ့ဒါအလူခန္ဓာလူလိန်နေပြကျွန်တော်တခါရဲဖမ်းခေါ်ခဲ့啊တော့ကြအလူခန္ဓာအရင်မဖမ်းမဲတကြီးလာခေါ်ရသလားအစုခံရမှာဆိုလို့ညနာရတော့မယ် ဟာဥတုပင်ဒါအလူခံလိန်တွေမဟုတ်ပါဘူးဗျာတကယ်အလူခံစစ်တွေပါဟင်ဟုတ်လို့လားတကြီးရဲ့ဘလို့လို့တိဘလို့တိဆိုမြိုင်းသားမျိုးဖုန်ကြီးကျောင်းကကျုပ်စရာတော့ကစာရေးပြီးကျုပ်စီလွတ်လိုက်တာဗျာဖုန်ကြီးကျောင်းအတွက်ထွက်ပြီးတော့အလူခံခိုင်းတာကျုပ်စီအရင်ဝင်သွားတာပါဗျာဟမ်ဒီလိုလားနှုတ်တကြီးကိုပြောပြီးမှလည်းသူတို့ကမှမပြောတာအော်ကျုပ်တို့ကိုလာလိုက်ခဲလို့ခေါ်တော့ကျုပ်တို့ကအလူခံပေးမယ်ထင်ပြီးလိုက်လာကြတာပေါ့ဗျာဟွန်းကတွတ်ပြီနော်တော့ဟာလေလုံးလိုက်တလွဲကြီးပဲ ဒီနေ့ကံမကောင်းပါလားကျွန်တော်တို့ကြုံတိုင်းရွာကလေးမှာဒင်းကအလုံးစုံတို့ပြီးပြီးယခုဗီဒီယိုပြတာခြင်းလုပ်ငန်းတက်ကိုပြောင်းပြန်ချပြီးအားပေးကြတဲ့ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုယ်တိုင်ကအမှုပညာလုပ်ငန်းကျိုးဝါသနာပါလုံးလို့ဒီလုပ်ငန်းကိုလုပ်တာပါငွေကြီးရတော့အဓိကမဟုတ်ပါဘူးဒင်းမှာသူ့စကားအတိုင်းပဲရုံဝင်ကကိုတခြားရုံများထက်ထောက်ဝက်လျှော့ချတယ်လို့တခါတခါအလကားပဲပြလိုက်ပါသေးတယ် ကျွန်တို့တို့ရွာသားတွေကပရွက်စဲအုံတဲကိုထညက်ခဲပြစ်ချလိုက်တယ်လို့ရှိနေပါတယ်။အခုလိုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်နေ့တွေလည်းလာအားပေးအောင်နော်။ဒင်းကမြိုင်သာမျိုးမှဈေးပေါ်ပေါ်အခွင့်များယူပြီးတော့ဈေးပေါ်ပေါ်နဲ့ပြပါတယ်။အိုးကြည်ပြီးသားလည်းပြန်ကြည့်မယ်ကွာ။အိမ်မှာထိုင်နေလို့လည်းလကားပဲ။ဟေးကောင်ကားတက်လေပြအောင်ကွာ။ငါကမင်းယုံကိုတန်းလာအားပေးရ။ဘလို့ပဲဆိုစေဒင်းရဲ့ရုံကလေးကအပြင်းပြေကြည့်ရဲ့ပြိတ္တများနဲ့ပြည့်ကျက်နေပါတယ်။ကျွန်တော်လည်းအလကားကြည့်ရမနေဘူးဆိုတဲ့အသေးနဲ့ နေတိုင်းပြီးရောတယ်စစ်တော့နေတိုင်းကိုလက်ကားအပေးနေရကိုဗျအချင်းချင်းတွေပဲအပေးရမှာပေါ့စစ်တော့နေကင်းနေလေလာအပေးလို့ရပါတယ်ကျွန်တော်ယောက်ကမိုးလင်းမှုချုပ်ပြရတယ်အချိန်မရွေးကြည့်လို့ရတယ်တည်ရင်နုလည်းရတယ်အမနာနဲ့အေးပါကွာမင်းဟာငါ့ရဲ့အိမ်မွေးရဲ့ကြက်လိုပဲခြေပြီးတုတ်ပြီးတိုင်မှာချိုးချီရိုက်ပြီးသားပဲကဲကဲမြမြစားကြဗီဒီယိုမမီပဲနေအောင်မယ်အမေဇလန်းမမီလဲနောက်ပြန်ရဲ့တခြားယုံမှတ်လို့အမန်တကယ်ဒင်းယုံက ခြာတူးလမ်းပါပေးတယ်။ဈေးပေါ်ပေါ်နဲ့အလကားနေနေကြည့်ရလို့ပရိသတ်များများပြားခြင်းဖြစ်တယ်။ဒါပေမဲ့ဒင်းကအမျက်ဆုံးမရရင်ဘာမှမလုပ်တတ်တဲ့သဘောကိုသိထားလို့ဒင်းကိုကျွန်တော်မယုံရဲဘူး။ဒင်းရောင်ကလေးကထူးဆန်းအံ့ဩဖွယ်ရာနိနိညညလူတယုံယုံမင်းဒီနေ့တော့ okay မှာစိုးပြေးသွားပြီ။ဟမ်ဘာပါလဲ။ကျွန်တော်ရဲ့တပည့်ကျော်ဘိုက်ကလေးမှာကနေရောညပါပျောက်နေချေပြီ။သူသွားရနေရကဗီဒီယိုရုံသားဖြစ်ပါတယ်။တက်ရှိသူသားဖြစ်ရင်တယ်လီဗေးရှင်းကထအောင်ပြီးတော့မယ်။ အလိုက်ကန်းစိုးမသိရဲ့အကောင်းတခါတရံဒင်းယုံရှေမှာကာလာသားတတိုင်ပွဲချင်းဆောင်ရင် fighting ပွဲများဖြစ်တတ်တယ်လို့ငင်းကြခုံကြရန်ဖြစ်ကြအော်ကြီးဟစ်ကျဲအတန်းများကိုကြားရပြန်ပါတယ်တတိရှိရဲ့အကောင်းထွက်ခဲ့ဂျုံတိုင်းသားတဲ့ကဒီလိုနဲ့ကျွန်ုပ်မှာဒင်းရံမယိုးသားတဲ့ဆောင်ရွက်ချက်ကိုလေ့လာရန်ဒင်းရံဗီဒီယိုယုံကိုရောက်ခဲ့ပါတော့တယ်ဟုတ်ကောင်းရောတို့တွေ့ချင်းတကြီးအိမ်ကိုလိုက်သွားကျွန်ုပ်လည်းဒင်းကိုအကျိုးအကြောင်းကိုသိရှိရအမြန်ဆုံးတကြီးအိမ်ကိုပြေးခဲ့ပါတော့တယ် ကျွန်တော်တကြီးအိမ်ရှိကိုရောက်ချိန်မှာတော့ကျွန်တော်ရင်မှာစုံနေသွားရတယ်။ဒင်းကတကြီးရဲ့ထိတ်တုံးမှာမျက်ရည်လေးဆက်လက်နဲ့တကြီးပါစီကခောက်တော့ခောက်ပြန်ရှောင်းရင်လက်ညှိုးငေါငေါထိုးကအတေမင်းပြစ်ကိုမင်းသိလားတိတိပါတယ်တကြီးနောက်ကိုဒီလိုကားမျိုးမပြတော့ပါဘူးတကြီးဒီတခါတော့ခွန့်လွတ်ပါတကြီးတိတ်ဆန်ဗီဒီယိုယုံဘန်းပြပြီးစင်စာမဲ့အခွေတွေကိုပြမြမရင်ကျေးမှုနဲ့မစီလျောတဲ့ကားကိုပြဒူဒူတိတ်တိတ်နဲ့အခါချင်းငွေယူဟိုမှာနင့်အမင်းနဲ့ဆက်ရှင်ဟိုမှာနင့်မေလာနေပြီ တရင်အမေကကြိမ်လုံးတလုံးကင်ပြီးဒေါသတချင်ဝင်လာတယ်။အမအမလုံမယ်နော်ဟဲ့ကောင်ငါစိတ်ကိုနင်းတည့်ရမဟုတ်လားငါဝယ်ထားရထော်လာကြီးရဲ့ကားတာယာဟာငါစိတ်ကိုနင်းတည့်ရမလားငါဝယ်ထားရထော်လာကြီးရဲ့ကားတာယာတစ်ဆက်ဆက်တွေကိုဖြုတ်ပြီးဗီဒီယိုယုံထောင်ပေါက်ကြရကားတွေပြငါတိတ်ခါချတဲ့ကောင်ကဲတရင်အမေကထိတ်တုံးတန်းလန့်တဲ့ဒင်းကိုစောချပြီးကျွန်တော်မှဒင်းကိုကြည့်ကတော့စိတ်ကုန်သွားတယ်ကိုစည်းဝါအတွက်တပူသေးတာကြည့်ရဲ့ဒင်းကိုကျွန်တော်ဆက်ဆော့ရွှန်ရှာမိပါတော့တယ် ဖြက်ကနေဖြက်ကနေရှိတ်ကနေရှိတ်ကနေပြူးလွားနေတဲ့တားကောင်ကခြုံနယ်များကြမှာတဖန်ပြောက်သွားတယ်ဖိုက်ကလေးဒါကြီးမဟုတ်တဲ့ဆက်ပဲဒါပေမဲ့အကောင်ကတော်တော်ကြည့်ရင်တော့တတိထားကျွန်တော်တို့ရေအိမ်ဘက်ကိုဖြက်ကလေးကထိုတားကောင်မှာကျွန်တော်တို့ကိုမြင်လာနဲ့ခြုံနယ်ကြားကိုတိုးဝင်သွားခဲ့မဟုတ်ပါလားကျွန်တော်တို့လည်းထိုတရဝါနောက်ကိုလိုက်ခဲ့တာကကိုတညက်ခန့်ရှိနေပါတယ်စတော့ဒီကောင်ခြုံနယ်ကြားမှာညင်းနေပုံထောက်တော့ဒံယာတခုခုရထားပုံထင်တယ်ဟာဒံယာရထားတဲ့ကောင်ဒါတော့ပြေးပါမလားကွာ ျွန်တော်တို့ရှေ့ကိုတန်ငယ်တိုးသွားကြတယ်ထိုးတရဝါလှောက်ရှားတယ်မကြရဘူးဟုတ်ပြီဘိုက်ကလေးမင်းရှေ့ကိုတိုးပြီးချိနေဦးချိဘိုက်ကလေးကချုံနဲ့ကြားကိုတိုးတိုးသွားတယ်သူရဲ့လက်ဆွဲတော်ထားကိုကင်ပြီးတတိထားနေပုံရတယ်ကျွန်တော်တို့ကမိုးဆိုးပီပီသားကောင်ကိုရရန်တာရှိပါတယ်ထိုးတရဝါရဲ့ရံမှုမှုကိုဂယုပြုရမလိုပါဘူးသို့တော်လွန်ခဲ့တဲ့နှစ်နှစ်ခန့်ကစက်တကောင်ကိုရှော့တက်မိတဲ့ထောက်ရှာရွှေရွှာမှာမိုးဆိုးအောင်ဘလောက်သွားတတိရမိတယ်အောင်ဘလားကချုံနဲ့ကြားမှာ ချောင်းပိမိနေတဲ့ဆက်တကောင်အပိုင်လို့တွက်ပြီးအနားကိုတိုးပြီးတော့ဒူးလေးနဲ့ပြည့်ရန်ပြင်စင်မင်းငါလက်ကမလွတ်ပါဘူးကွာဆက်ကချောင်းပိမိနေရောမကခြေတော့ကရှောင်းနိုင်ယုံသာရှိရော်တယ်ငိန်နေလဲသေးမယ်ပြည့်ရင်လဲသေးမယ်ကိုရွှေဆက်အပြေးလွှာစဉ်းစားနေပုံရတယ်ဒင်းလက်ကလွတ်အောင်တနည်းပဲရှိတယ်ဒူးသေးကိုသေးတိုက်ပွဲဝင်ရမယ်ထိုးဆက်ကြီးကသူ့ရဲ့ဂျူကိုအားကိုးစေပြီးတရှိန်တို့မိုးဆိုးအောင်ပလာဝင်တိုးတော့တယ်အလေးငိုက်မိသွားတဲ့အောင်ပလာမှာ စက်ချိုပြက်ထိုးခံရလို့ပက်လက်လန်လဲကျသွားတယ်။ဂျူတချောင်းကအောင်ပလမျက်လုံးကိုထိုးမိသွားတယ်။မျက်လုံးတန်ရာကြောင့်ဘာမှမမြင်ရတော့ပါဘူး။စက်ကသူ့အသက်ဘေးမှာလွတ်မြောက်သွားခဲ့ဘူးတယ်မဟုတ်ပါလား။အောင်ပလခမည်းညလုံးတစ်ဖက်ဆုံးရှုံးခဲ့ရတယ်။စိတ်မကောင်းဘူးကွယ်။ဘိုက်ကလေးတတိထားတော့ရန်သူဆိုတာအထင်သိလို့မရအောင်ကမင်းအောင်ပလအမှတ်မိရဲ့မဟုတ်လား။သိပါရဲ့။အောင်ပလကငတုံးမှုခံရတာ။ကျွန်တော်လုံးကြည့်ပါလား။ဘိုက်ကလေးကလူငယ်ပီပီတဆွထိုးပင်ချက်တော့တွေ့ပြီတွေ့ပြီ။ ဟိုခြုံထဲမှာလဲနေတယ်။မင်းရဟုတ်ရဲ့လား။မင်းမဲတခုတော့တွေ့ရပဲ။မတေးကြဘဲနဲ့မလုံနဲ့ရှေ့တို့ကြည့်။ဘိုက်ကလေးကရှေ့ကိုတိုးလိုက်တယ်။ခြုံထဲများကရှုပ်ရှက်ခတ်နေပါတယ်။တရိတ်တို့ရဲ့အမောင်ကြောင့်မင်းကိုအာယူကြည့်နေရတယ်။ဟုတ်ပြီ။အဲ့ဒီမင်းမဲပဲဖြစ်မယ်ဆရာတော်ဖြစ်ပြ။ကျွန်ုပ်ကတနက်ကိုဆင်းသက်လောက်ပြီးခြုံထဲကြားကိုကြည့်လိုက်တယ်။မင်းမဲတရံတခုကယူတို့ရိတ်တိတ်တွေ့နေရတယ်။စောတော့မှဘိုက်ကလေးမထူးပါဘူးကွာ။ခြုံထဲလေမလိုက်နိုင်တော့ရမ်းပြက်ရမယ်။ကောင်းတယ်ကောင်းတယ်။ ျွန်တော်တို့ပြောဆိုသောအတန်မှာလေတန်းနဲ့ပြောဆိုကြခြင်းသာဖြစ်တယ်။ကျွန်တော်လည်းအကြနာမိုးဆိုးထိုင်ထိုင်လိုက်ပြီးကျွန်ုပ်နဲ့ပီ၄၀ခန်းအကွာရှိတဲ့ပြက်မှတ်ကိုတေးချခြင်းလိုက်တယ်။ထို့နောက်ဖြင်းညံစွာမောင်းကလပ်ကိုညှစ်ချလိုက်တယ်။တနက်တန်တဲ့သူအောင်မလေးပြားဆိုတဲ့လူတယောက်အတန်ကအလန့်တကြားထွက်ပေါ်လာပါရဲ့။ကျွန်ုပ်ရဲ့ထိတ်လန့်မှုကစိုးဝေးရမရှိတော့သွားပါပြီ။ဆက်တော့လူလူပြားကျွန်တော်ပြစ်လိုက်တဲ့တတော်ဝါမှာတလိမ့်ဆန်မှုပဲနဲ့လူဖြစ်နေတယ်။ထို့အပြစ်ခံရတဲ့လူကကုံစားကုံစားဖြစ်နေတယ်။ ျွန်ုပ်တို့လည်းခြုံနဲ့အတင်းတိုးဝင်လိုက်ရာထို့သူမှာသူ့ရဲ့ဖင်းကိုကင်ကာခုန်နေပါတယ်။အောင်မလီပြာအောင်မလီပြာဖင်းဆက်တယ်ဖင်းဆက်တယ်။ဘိုက်ကလေးကတန်ရာကိုကြည့်လိုက်တယ်။စက်တော်တော်သေးရဲ့ဗျာ။ကြီးစံကသူ့တံပါကိုပုတ်ထွက်သွားတာပုံးယုံမဲ့ကျွန်ုပ်မှာထို့အခါမှရင်ထဲမှာအလုံးကြီးကျသွားတယ်။ထို့လူရဲကလုံးကြီးကိုပြင်ဝတ်တယ်။နေပါမင်းအတီကိုဘလို့လောက်ရောက်နေရလဲကျွန်တော်လူပါလို့ဘာလို့မပြောရလဲဟာပြောလို့ဖြစ်မလားဗျကျုပ်ကရဲဘက်ပြေးဗျကျုပ်ကိုဖမ်းပြီးပြန်ပို့ရင်ဘယ်နဲ့လုံးမလဲ ခမရတော့ဘသူတွေလဲရဲဘက်ကလူတွေလားမဟုတ်ပါဘူးမဟုတ်ဆိုကမဖြစ်ဘူးမဖြစ်ဘူးဒူသူကပြောပြောဆိုဆိုနောက်ဆုံးနောက်ဆုံးနဲ့ဖင်လေးပေါက်ကပြေးကြတော့တယ်ဟေးမပြေးနဲ့ရန်ဒူသူကလင်းမြန်စွာပြေးကြတော့တယ်ကျွန်တော်ဘလို့လုပ်ရပါမလဲပြန်လိုက်ဖမ်းပြီးရဲလက်ကိုအပ်ရမလားဒူသူကပျောက်ချမ်းမလားပျောက်သွားတယ်ကဲဆက်တို့ရဲ့နီးစက်ရရွာလူကြီးကိုပဲចောင်းချလိုက်တော့မယ်ဟေးကွာငါလည်းဒီတကလွဲတာတိတ်ကိုဝမ်းတာသွားတယ်ချိန်တော့ခေါင်းကိုကြက်ကြက်နက်နက်ချိန်တာဘလို့မှမလွှဲနိုင်ဘူး အခုတော့တင်ပါဘေးကနေရှက်ထွက်သွားတာအံ့ရောဟဲ့တကယ်လို့ငါသာခေါင်းတက်တက်ပြင့်မင်းဒီလူသေးမှာငါလဲဒုက္ခရောက်မှာကံတီလို့ပေါ့ကွာကျွန်ုပ်မှာကျွန်ုပ်လက်လွဲချော်ခြင်းကိုပြန်ချီးကျူးနေမိပါတော့တယ်ပြိတ္တများရှင်နောက်ရက်တွေမှာလည်းကျွန်တော်ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုးအားပေးနာစင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်